တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်တယ်မှာဒီကနေ့ဂျွန်လ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့လိန်ပိုင်းဆိုင်ရာအမျက်ထုတ်သူမောက်ခမ်းဝါကိုအေးအေးယူရန်တောင်းဆိုမှုများအထွတ်ဥပဒေကြောင်းအရအေးဥပဒေကြောင်းအရအမှုဖွင့်ရန်လိုအပ်ကြောင်း IEC ပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ် အမျိုးသမီးငယ်တဦးကိုလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်မှုကျွလွန်ခဲ့တယ်။ထင်ရှားတဲ့လူငယ်တက်ကြွလှုပ်ရှားသူဓပုံဆရာတဦးဖြစ်တဲ့မောက်ခမ်းဝါခမင်းသူကျော်ကိုဥပဒေကြောင်းအရအရေးယူနိုင်ဖို့အတွက်ပထမဦးစွာအမှုဖွင့်တိုင်ကြားရန်လိုအပ်ကြောင်းကရင်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ထံကနေသိရှိရပါတယ်။ကရင်ပြည်နယ်သားဖြစ်တဲ့လိန်ပိုင်းဆိုင်ရာအမျက်ထုတ်မှုများနဲ့တော်လန်ရေးငွေကြေးအလွဲသွန်းစားမှုများကျူးလွန်ခဲ့သူမောက်ခမ်းဝါကို IEC အနေနဲ့စနမူနာပြုအရေးယူပေးနိုင်ရန်ဂျန်ဒါတရားမျှတရေးဆိုင်ရာအဖွဲ့အစည်းဆယ်ဖွဲ့ကဇွန်လ14ရက်နေ့ကတောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ IAC အနေနဲ့လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်မှုကိုဥပဒေအရအရေးယူနိုင်ရန်မှာပထမဦးစွာအဆိုပါကိစ္စကိုကရင်နီပြည်ရဲတပ်ဖွဲ့ KSP ထံမှပထမဦးစွာအမှုဖွင့်ရန်လိုအပ်ကြောင်းလည်းသိရှိရပါတယ်။တရင်းမီဒီယာကိုဖြစ်စေအရက်ဖက်အဖွဲ့အစည်းကိုဖြစ်စေအကူအညီတစ်ခုတောင်းချင်တာကတချို့အမှုတွေကရဲအမှုပိုင်ဖြစ်တယ်ပေါ့နော်။အကောင်းဆုံးကတော့နင်နာသူအမျိုးသမီးကနေကရင်နီ State Police မှတိုက်ရိုက်ဖြစ်စေ တွဲဝိုက်ဖြစ်စေအမျိုးသမီးအစုအဖွဲ့တစ်ခုခုနဲ့ဖြစ်စေပူးပေါင်းချိတ်ဆက်ပြီးတော့မှအမှုဖွင့်ဖို့တိုင်ကြားဖို့အတွက်လည်းကျွန်တော်တို့အနေနဲ့ပြန်လည်ပြီးတော့မှတောင်းဆိုလိုပါတယ်လို့ IEC အတွင်းရေးမှူးနှင့်ပညာခွန်အောင်ကဆိုပါတယ်ဒါရိုက်တာမောက်ခန်းဝါရဲ့တော်လိုင်းရေးအတွက်အသုံးပြုမဲ့ငွေကြေးအလွဲသုံးစားပြုလုပ်မှုများနဲ့ပတ်သက်ပြီးနိုင်ငံတော်ဘတ်ဂျက်သို့မဟုတ်အစိုးရရဲ့ယာသုံးမှန်းချေငွေများမဟုတ်တဲ့အပြင်အစိုးရကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်ရာအဖွဲ့အစည်းများတပ်ဖွဲ့များရဲ့စီမင်းစည်းကမ်းများအတိုင်းစီမံရတဲ့အတွက် IEC အနေနဲ့ဝင်ရောက်ဆွတ်ဖက်ရေးမရကြောင်းလည်းသိရှိရပါတယ် သက်ဆိုင်တဲ့သူကိုလည်းတရားမျှတမှုရဖို့အပြင်အခြားအခြားသောအမျိုးသမီးငယ်တွေရဲ့ပို့ပြီးတော့မှအာမခံချက်ပေးနိုင်အောင်လုံခြုံမှုကိုပေးနိုင်အောင်စံနမူနာအဖြစ်အမှုဆွဲဆိုပေးဖို့အမှုဖွင့်ဖို့အတွက်လည်းပန်ကြားလိုပါတယ်။ကျွလွန်တဲ့သူကလည်းကျွလွန်တဲ့အလျောက်တရားမျှတမှုတော်လှန်ရေးကာလနဲ့ကိုက်ညီတဲ့တရားစီရင်မှုဆက်ပြီးတော့မှလှုပ်သွားဖို့ရှိပါတယ်လို့အတွင်းရေးမှုနှင့်ပညာခွန်အောင်မှဆက်လက်ပြောကြားခဲ့ပါတယ်။ IEC အနေနဲ့အလားတူကိစ္စရပ်များစွာကိုအရက်ဖက်အဖွဲ့အစည်းများအမျိုးသမီးအဖွဲ့အစည်းများနဲ့ပူးပေါင်းကဖြည့်ရှင်းဆောင်ရွက်ပေးမှုများရှိခဲ့ပြီးတပ်ပိုင်းဆိုင်ရာကိစ္စရပ်များမှလည်းပေါင်းဆက်ညှိနှိုင်းရေးအချင်းယူဆွေးနွေးကစစ်ဆေးရေးများပြုလုပ်ခဲ့ပြီးကျူးလွန်သူများကိုဥပဒေကြောင်းအရအရေးယူမှုများပြုလုပ်ခဲ့ကြောင်းလည်းသိရှိရပါသည်။ လူငယ်ဒါရိုက်တာနဲ့တက်ကြွလှူရှားသူတူဦးဖြစ်တဲ့မောက်ခမ်းဝါမှာအမျိုးသမီးတူဦးအပေါ်လိန်ပိုင်းဆိုင်ရာအမျက်ထုတ်ခဲ့ကြောင်း၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဝန်ခံခဲ့ပြီးလွိုက်ကော PDF ရဲ့တပုံအမီရတော်လန်ရေးထုတ်ကုန်မှာငွေကြေးအလွဲသုံးစားမှုများပြုလုပ်ခဲ့ကြောင်းတက်ဆိုင်သူများရဲ့ထုတ်ပေါ်ပြောကြားချက်များအရာသိရှိခဲ့ရပါတယ်။လက်ရှိမှာမောက်ခမ်းဝါကိုလွိုက်ကော PDF တပ်ဖွဲ့မှထုတ်ပယ်ထားပြီး၎င်းပါဝင်လှူရှားနေတဲ့အမှုပညာအဖွဲ့အစည်းများတော်လန်ရေးဆိုင်ရာအဖွဲ့အစည်းအသီးသီးမှလည်းထုတ်ပယ်ခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးကြတာကတော့မလေးရှားကိုအလုတ်သွားလုံးမဲ့မြန်မာ24ဦးထိုင်းမှာထပ်မံအဖမ်းခဲ့ခဲ့ရကြောင်းတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံကိုတွားရောက်အလုလုကင်ဖို့ထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား24ဦးကိုထိုင်းအာဏာပိုင်တွေကထပ်မံဖမ်းဆီးခဲ့ပါတယ်။ဒီကနေ့ဇွန်လ16ရက်နေ့မှာမြန်မာနိုင်ငံသား24ဦးဟာမလေးရှားနိုင်ငံကိုတရားမဝင်တွားရောက်လုကင်ဖို့ထိုင်းနိုင်ငံအတွင်းကနေတဆင့်ဖြတ်ကျော်ဖို့ဝင်ရောက်လာစဉ်ကက်ချနာပူရီခိုင်ထောင်ဖာဖုံမြို့နယ်မှာထိုင်းအာဏာပိုင်တွေကဖမ်းမိခဲ့တာဖြစ်ပါတယ်။ အမျိုးသား22ဦးနဲ့အမျိုးသမီး2ဦးတို့ဖြစ်ပြီးရန်ကုန်နဲ့မော်လမြိုင်မြို့တွေကလာရောက်သူတွေလို့သိရှိရပါတယ်။မြန်မာရွှေပြောင်းလုပ်သားတွေဟာမလေးရှားနိုင်ငံကိုတရားမဝင်နှီးလန့်နဲ့တွားရောက်အလုပ်လုပ်ကင်ဖို့အတွက်ထိုင်းနိုင်ငံတောင်ပိုင်းကနေဖြတ်ကျော်ပြီးမလေးရှားနိုင်ငံတဲကိုဝင်ရောက်လာကြတာပါ။အဲ့ဒီလိုတရားမဝင်လမ်းကြောင်းကနေတွားရင်တဦးကိုအနည်းဆုံးဗတ်9000ကနေ9000အထိပေါက်ဈေးရှိပြီးလိုက်လံပို့ဆောင်တဲ့ပွဲစားတွေကိုပေးရတယ်လို့ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေဟာလက်တလုံးမှာတရားမဝင်လုပ်သားတွေကိုရှာဖွေဖမ်းဆီးမှုတွေပုံမှန်အတိုင်းလုပ်နေတယ်လို့ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေသူတဦးကဆိုပါတယ်။ဇွန်လ23ရက်နေ့ကလည်းကန်ချနာပူရီခိုင်ထောင်ဖာဖုံမြို့နယ်မှာအထောက်အထားတွေမရှိတဲ့မြန်မာစစ်နက်ဦးကိုတင်ဆောင်လာတဲ့ကားတစ်စီးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါသေးတယ်။ဒါအပြင်ဇွန်လ12ရက်နေ့ကလည်းမလေးရှားနိုင်ငံကိုတွားရောက်ဖို့တရားမဝင်ဝင်ရောက်လာတဲ့မြန်မာလုပ်သား29ဦးကိုတင်ဆောင်လာတဲ့ကားတစ်စီးကိုကန်ချနာပူရီခိုင်အတွင်းမှာရစ်တပ်ဖွဲ့ကစစ်ဆေးတွေ့ရှိခဲ့ပြီးဖမ်းဆီးခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံကိုမြန်မာနိုင်ငံသားတွေတရားမဝင်ဝင်ရောက်လာမှုနဲ့တရားမဝင်အလုပ်လုပ်ကင်တာကြောင့်ထိုင်းရတဖွဲ့ရဲ့ဖမ်းဆီးခံရမှုဖြစ်စဉ်တွေဟာယခုရက်ပိုင်းအတွင်းခက်စိတ်စိတ်ဖြစ်လာတယ်လို့ထိုင်းရောက်မြန်မာလူသားအရေးကူညီဆောင်ရွက်ပေးနေသူတွေကပြောပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့အမတ်တ34ဟာကွာငတိုင်းချောင်းလမ်းပေါ်ကစစ်ကောင်စီတက်ရဲ့အကြီးဆုံးတက်စခန်းဖြစ်ပြီးအဲ့ဒါကြာသွားရင်တော့ငတိုင်းချောင်းရည်ကြီးကျုံပြော်မျိုးတွေကစစ်ကောင်စီတက်စခန်းတွေလဲစစ်ရေးအရာချင်းချောက်ခံနိုင်ရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ အေယာဝတီတိုင်းရေကြီးမြို့နယ်မြောက်ဆန်းကျေးရွာအနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အမြောက်တပ်ရင်းအမတ်တ34ဘတ်မှာဒီကနေ့ထိတိုက်ပွဲတွေဆက်ရှိနေပြီးစစ်ကောင်စီတပ်ဘက်ကတော့လက်နက်ကြီးရောလေကြောင်းကနေပါပြစ်ခတ်ခုခံနေရတယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်။ဒီမနက်တင်မဲ့တိုက်ခတ်ရေးဗစင်းနှစ်ကောင်ကတနအီချလောက်အနှိမ့်ပြန်သွားပြီးနိုင်ဝက်လောက်ကြတော့ပောက်ကွဲတန်ကျကျလေးငါးကျင်းလောက်ကြားရတယ်လို့ငတိုင်းချောင်းမြုတ်ခန့်လူငယ်အမျိုးသားတအူးကဆိုပါတယ်။ငတိုင်းချောင်းမြုတ်နဲ့စေမှန်ခန့်အကွာ ကွာငတိုင်းချောင်းကားလမ်းပေါ်မှာရှိတဲ့အမတ်တ34ရဲ့ကာကင်စကန်တွေကိုမက်စလာလောက်ခရဲကအာရခတ်တက်တော် AA ပူပေါင်းတက်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိမှာတော့တရင်ဌာနချုပ်ပတ်ဝန်းကျင်အထိတိုက်ပွဲတွေရှိလာနေပြီလို့သိရှိရပါတယ်။34ကတော့မကြသေးဘူးဗျတိုက်ပွဲကတော့ခပ်ပါပါပဲ။တော်လန်ကြီးဘက်ကတော့ပျောက်ကြားစနစ်နဲ့လာချလိုက်ပြန်ဆုတ်လိုက်လို့ထင်တယ်။အပြန်အလှန်ပြစ်ကြတဲ့အချိန်ကနေပေမဲ့သူတို့စစ်တပ်ကတော့လက်နက်ကြီးတောက်လျှောက်ပစ်တယ်လို့လဲတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတစ်ဝိုက်မှာပဲရှိသေးတဲ့ဒေသခံတအုပ်ကဆိုပါတယ်။ အမတ၃လေးလေးနဲ့အေယာဝရီရခိုင်ပြည်နယ်နေဆက်နေချားကြောက်တိုင်ကြားမှာစစ်ကောင်စီတပ်ရဲ့ကာကင်စခန်းကြီး၃ခုထပ်မင်းရှိပြီးအမတ၃လေးလေးနဲ့အနီးဆုံးနားမှာရှိတဲ့ကြောက်တိုင်ဘွေကကာကင်စခန်းကိုတော့ပြီးခဲ့တဲ့အပတ်ကပဲအေအေပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်နိုင်ပြီလို့ဆိုပါတယ်။အခုကတပ်ရင်းကိုတိုက်နေတာစစ်တပ်ဘက်ကအရေးကြီးလက်နက်တွေတဲပြီးပြောင်းရွှေ့နေတာတွေပါလုံနေကြတယ်လို့လဲငတိုင်းချောင်းမြုပ်ကန်တူကပြောပါတယ်။စစ်ကောင်စီတပ်ဘက်ကတော့အေအေပူပေါင်းတပ်တွေအမတ၃လေးလေးနားအထိရောက်ရှိလာလို့ အခုဇွန်လ12ရက်နေ့မှာပဲတရင်မှာရှိတဲ့အမြောက်ငါးလက်ထက်မင်းကိုကာနစီနဲ့တည်သွားပြီးကျုံပြော်မှာရှိတဲ့ခြေလင်တရင်ခလာရ36မှာတွားရောက်နေရခြားထားတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်ဒါပေမဲ့အမတ်တ34လေးဘက်ကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဖွဲ့ဝင်အင်အားဖြည့်ထားတော့မှရှိတယ်လို့ဆိုကြပါတယ်တက်ထဲမှာလဲအင်အားကရှိနေသေးတယ်။အပြင်နဲ့အဝင်အထွက်ပိတ်ထားတယ်။ခလာရ36ကိုအမြောက်တွေရွှေ့သွားတယ်။ပြန်လာတော့ကုံကား3စီးအပြည့်လူတွေပြန်ပါလာတယ်လို့ထင်တယ်လို့အထက်ပါဒေသခံကပြောပါတယ်။ ဒါအပြင်ဇွန်လ12ရက်နေ့ကအမတ်တ344ထဲမှာရှိတဲ့လက်နက်ကြီးတွေကိုတွဲကား3စီးနဲ့ကျုံပျော်ခလာရ36စီကိုရွှေ့ပြောင်းပြီးတယ်နော်344တဲကိုလက်နက်ခဲယမ်းတွေပြန်လည်ဖြစ်တင်းခဲ့တာလို့လဲဒေတာခန့်တချို့စီကနေသိရှိရပါတယ်ကုန်ကားတွေထဲမှာလူမပါဘူးခဲယမ်းတွေကြီးပဲလို့ဒေတာခန့်တအူးကဆိုပါတယ်အမတ်တ344ဟာ ကွာငတိုင်းချောင်းလမ်းပေါ်ကစစ်ကောင်စီတပ်ရဲ့အကြီးဆုံးတပ်စခန်းဖြစ်ပြီးအဲ့ဒါကြာသွားရင်တော့ငတိုင်းချောင်းရေကြီးကျုံပျော်မြို့တွေကစစ်ကောင်စီတပ်စခန်းတွေလည်းစစ်ရေးအရချင်းချောက်ခံလာရနိုင်ပါတယ်ဒါအပြင်အမတ်တ3လေးအနီးတိုက်ပွဲတွေရောက်လာခြင်းကတည်းကနေစကန်းကိုစွန့်ခွာထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်းစေချီရှိနေပြီလို့ဆိုကြပါတယ်။ကာကင်းတွေမှာကလူတစ်တွေမထားဘူးလူတစ်တွေကပြေးကြလို့တက်ထဲမှာပဲထားတယ်လို့လည်းအထက်ပါဒေသခံကပြောပါတယ်။ ဇွန်လ14ရက်နေ့ညပိုင်းကဆိုရင်အမတ်တ344ကိုအရခတ်တက်တော် AA ပူပေါင်းတက်တွေကထိုးပေါက်ဝင်ရောက်ဖို့အထိစူးစမ်းခဲ့တာကြောင့်တိုက်ပွဲတွေပြင်းထန်နေခဲ့ပါတယ်တိုက်ပွဲတွေပြန်လည်ငြိမ်သက်သွားချိန်မှာတော့အမတ်တ344ကတက်ချက်ကြီးတူအပါအဝင်စစ်ကောင်စီတပ်သား16ဦးထွက်ပြေးသွားခဲ့ပါတယ်တက်ကပြေးသွားတဲ့လူတွေကိုလိုက်ရှာကြတာကလည်းရှုပ်ရှက်ခတ်နေတာပဲလို့အထက်ပါဒေသခံကဆိုပါတယ်အေအေပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်အကြတိုက်ပွဲတွေဟာ အမတာ3လေးနဲ့၄မိုင်အကွာလောက်မှာရှိတဲ့မိတ်တလင်ကကင်းတဝိုက်မှာဖြစ်ပွားနေတာလို့လဲဆိုပါတယ်။လက်နက်ကြီးနဲ့ပြစ်လို့ရတဲ့အကွာအဝေးမှာတော့မဟုတ်တော့ဘူးလို့ဒေသခံကပြောပါတယ်။စစ်ကောင်စီတပ်ဟာဇွန်လ12ရက်နေ့ကမိတ်တလင်ကကင်းစကန်ကိုစုပ်ပေးလိုက်ရပေမဲ့လက်ရှိမှာပြန်လည်တက်ဆွဲထားတယ်လို့လဲသူကဆက်ပြောပါတယ်။အမတာ3လေးပတ်ဝန်းကျင်မှာတော့ညောင်မင်တာရွာ၊ရေဆန်းရွာ၊ကြောင်ကုန်းဆန်းရွာ၊တောင်ဆန်းရွာ၊မြောက်ဆန်းရွာ၊မြော့တူရွာ၊ကြောက်ခဲချောင်းရွာ၊ဂွေးတောက်ကွက်တစ်ရွာ၊တီတာကုန်းပြင်ရွာ၊စင်တီရွာ မိတ်တလင်ရွာစင်အိုးကွဲရွာတို့ဟာအနီးကပ်ဆုံးအနေနဲ့တည်ရှိနေကြပါတယ်လက်တလောတိုက်ပွဲတွေကြောင့်တိုက်ပွဲအနီးအနားကဒေသခံတွေအပြင်တီတာကုန်းပြင်ရေနတာအဆရှိတဲ့နေရာတွေဘက်ကဒေသခံတွေပါငတိုင်းချောင်းရေကြီးဘက်ကိုတင်းရှောင်ကုန်ကြပြီလို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပေါက်ကိုတွားနေတဲ့စစ်တပ်ရင်တန်းတက်မတောင်အနီးမှာတောင်းတင်နေပခုတ်ကူမပေါက်ကို၃နာရီကြာခရီးကိုနှစ်ပတ်ကျော်တိတိုင်စစ်တပ်ရင်တန်းမရောက်သေးကြောင်းတင်ဆက်ပေးပါမယ်ကားနဲ့၃နာရီဝင်းကျင်ခရီးသာရှိတဲ့ ပကုတ်ကူပေါက်လမ်းပိုင်းကိုနှစ်ပတ်ကျော်ကြာသည့်အထိမြေပြင်အင်အား400ကျော်နဲ့ယင်အစည်းရေတရာခန့်ပါစစ်ကောင်စီစစ်ကြောင်းဟာမရောက်သေးဘဲတရွတ်ရွတ်သွားနေရဆဲဖြစ်ပါတယ်။ထိုစစ်ကြောင်းဥတီယာမှာပေါက်မြုံနယ်မှာအမှတ်24ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပဆ24လို့တော်လန်ကြီးအဖွဲ့များကတုံးသက်ထားပြီးကပ္ပဆ24ကိုမရောက်စေရန်ဒေတာရင်းတော်လန်ကြီးတပ်ပေါင်းစုကကြားဖြတ်ပိတ်ဆို့တိုက်ခိုက်နေပါတယ်။ထို့ကြောင့်ရခိုင်နယ်ပိုင်းနဲ့ရောက်တဲ့ခရီးကိုနှစ်ပတ်ကျော်သည့်အတိုင်မရောက်သေးခြင်းဖြစ်တယ်လို့လဲစစ်ရေးတရင်အရှိမြင့်များကပြောပါတယ်။ ဒါတောင်လေချောင်းကူလို့မဟုတ်ရင်စုပ်ရတာကြာပြီကျွန်တော်တို့အင်အားစုတွေဝိုင်းထတယ်လို့လဲအညာမီတပ်ပေါင်းစုရဲ့ပြောရေးဆိုခွင့်ရှိသူကိုပပိုတန့်စင်ကလူလူຫນွေဦးကိုရှင်းပြပါတယ်ဇွန်လ23ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကအကြိမ်ရင်း20ထက်မနည်းတဲ့လေချောင်းတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ကြောင်း၎င်းကဆက်ပြောပါတယ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့မှုများမှာနှစ်ဖက်ထိခိုက်မှုများရှိကြောင်းလည်းသိရှိရပါတယ် ်ပေတထောင်ကျော်အမြင့်ရှိတဲ့တပ်မတောင်ကိုစစ်ကောင်စီစစ်ကြောင်းကျော်ဖြတ်နိုင်ရန်ရုန်းကန်နေရဆဲဖြစ်ပြီးလက်ရှိမှာထိုတောင်နဲ့အနီးဆုံးတံပိုနဲ့နက်ဦးရင်ရွာတို့မှာတပ်ဖြန့်ထားတယ်လို့လဲပေါ့မြွတ်နယ်စစ်ရေးတရင်အရှိမြက်ကအတိပေးပါတယ်ဆက်လက်၍၎င်းကတပ်မတောင်နဲ့ရေးပြားရွာကိုကျော်ရင်တော့သူတို့ဆက်ကဆဆုံးမနေမိတဲ့ကိုရောက်ပြီလို့ပြောလို့ရတယ်သူတို့အတွက်ရေးပြားကိုရောက်ဖို့အတိကပဲအခုဆက်ကဆစစ်ကြောင်းရောက်နေတဲ့နေရာနဲ့က၈မိုင်လောက်ကျန်တယ်လို့သူကဆိုပါတယ် ဇော်လတရနေ့ကပကုတ်ကူမြို့နယ်တက်မတရတက်မထွက်လာတဲ့ခက်မန်းအင်အား400ကျော်ပါစစ်ကြောင်းဟာပေါ့မြို့နယ်ကာကွယ်ရေးပစ္စည်းစက်ရုံကိုအင်အားဖြည့်ခြင်းဖြင့်တီးခြားစစ်ရေးရည်မှန်းချက်များရှိနေကြောင်းခံမှန်းမှုအချို့ရှိပါတယ်။ကပ္ပစ24ကိုတော်လရင်အင်အားစုတွေကလျှက်စစ်ဖြတ်တောက်ထားတယ်လေ။လျှက်စစ်ကိုအားလုံးတော့မဖြတ်တောက်နိုင်သေးဘူး။တလိုင်းကိုတော့ဖြတ်ထားနိုင်တယ်။ဒါကိုပြင်နိုင်ဖို့ရလျှက်စစ်မီအစားအခြားအစားထိုးလို့ရတဲ့နည်းပညာနဲ့စက်ရုံတွေကိုပါလက်ပတ်နိုင်ဖို့ ညာရှင်တွေလည်းပါတယ်လို့ကြားသိရပါတယ်လို့အညာမြေစီရေးပြည်စုနေသူတို့ကဆိုပါတယ်။ထို့အတူစစ်နေဖြန့်လာတဲ့အာရခတက်တော် AA နဲ့ဒေတာရင်းတပ်ပေါင်းစုများရဲ့စီရေးအရှင်ကိုကြိုတင်ကာကွယ်ရန်အတွက်လဲကပ္ပဆ24ကိုအင်အားဖြည့်ထားခြင်းဆိုတဲ့သုံးသက်ချက်အချို့လည်းရှိပါတယ်။မိကိစ္စကြောင့်လည်းတကြောင်မှန်နေပြီးတော့အခုတွားတဲ့ခွေးတွေဟာပြန်မလာကြဘူးပေါ့။ပောက်ကပ္ပဆဟာပခုတ်ကိုခရိုင်နဲ့ဂံကောခရိုင်ရဲ့အဓိကခံတက်ဖြစ်တဲ့ AA နဲ့ဒေတာရင်းမဟာမိတ်တွေကဝိုင်းတိုက်တဲ့အခါ ပောက်ကပ္ပစဟာအလွယ်တကူစစ်ကူသွားလို့မရတဲ့နေရာဆိုတော့ခွေးတွေကိုအလုံးအရင်ကြိုပို့ထားတာအဲ့ဒီကပ္ပစကြရင်သူတို့ရဲ့လက်ကိုဖျက်ခံထားရတယ်လို့ပဲဖြစ်မှာပဲလို့ပေါ့မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးကသုံးသပ်ပါတယ်စစ်ကောင်စီစစ်ကြောင်းနဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်ပကုတ်ကူနဲ့ပောက်လမ်းပိုက်မှာရှိတဲ့ကြေးရွာ30ခန်းမှာပြည်သူ2000ဝန်းကျင်ဟာစစ်ရှောင်ခဲ့ရပါတယ်ဒါအပြင်စစ်ကောင်စီကဖမ်းဆီးထားတဲ့ပြည်သူများရှိခဲ့တဲ့အပြင်လက်နက်ကြီးကြောင့်ထိခိုက်ဒဏ်ရာရသူများစည်ရင်ကိုကောက်ယူနိုင်ဖို့အရက်ပတ်အဖွဲ့အစည်းများကကြိုးပမ်းနေစေဖြစ်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းဥတီယာပေါ့မြွတ်နယ်မြပိုင်းကြီးရွာအနီးမှာရှိတဲ့ကပ္ပစ24ဟာလက်နက်ကြီးကြီး60မမ80မမနဲ့120မမတို့ကိုအတိအကထုတ်လုပ်နေကြောင်းစစ်ဘက်ဆိုင်ရာသတင်းအချက်အလက်တချို့မှာဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပြင်ဦးလွင်မှာစစ်မှုထမ်းဖို့အတွက်အမျိုးသမီးတွေကိုပါ PRP ခေါ်ယူနေကြောင်းတင်ဆက်ပေးပါမယ် မန္တလေးတိုင်းပြည်ဦးလင်မြို့မှာရက်ကွက်တိုင်းကအသက်ပြည့်ပြီးသားအမျိုးသမီးတွေကိုပါစစ်မှုထမ်းဖို့စင့်ကော်စာနဲ့အတင်းခေါ်နေတယ်လို့ပြည်ဦးလင်မှာရှိတဲ့အမျိုးသမီးတဦးရဲ့ပြောပြချက်အရသိရှိရပါတယ်။စင့်ကော်စာတွေကိုဇွန်လ14ရက်ကစပြီးလိုက်ပေးနေတာဖြစ်ပြီးတော့ဇွန်လလောက်ကုန်နောက်ဆုံးတက်မှတ်ရေးထားတယ်လို့အသက်16နှစ်ပြည့်ပြီးသူအမျိုးသမီးတိုင်းတက်မှတ်ထားတဲ့ရုံးစီကိုလာရောက်အကြောင်းကြားဖို့ရေးသားထားပါတယ်။ပြည်ဦးလင်မှာရှိတဲ့အမျိုးသမီးတဦးက ဒီမှာကစစ်မှုထမ်းခေါ်တာတို့ဖမ်းတာတို့ကတော့ဖြစ်နေတာကြာပြီဒါပေမဲ့အမျိုးသမီးစစ်မှုထမ်းကတော့ဒီတရက်နှစ်ရက်မှာခေါ်တာပေါ့တော်တော်များများတော့တရင်ပေးမထွက်ကြဘူးဒီမျိုးကအစိမ်းအားပေးမျိုးဆိုတော့လေးလို့ဆိုပါတယ်လူငယ်အမျိုးသားတွေကိုစစ်မှုထမ်းစရင်ခေါ်တာကြောင့်နဲ့အမျိုးသမီးတွေကိုပါစစ်မှုထမ်းခေါ်နေတာကြောင့်တချို့မိသားစုတွေကပြောင်းရွှေ့ကြဖို့ကိုပါပြင်ဆင်နေကြကြောင်း၎င်းအမျိုးသမီးကဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကလည်း ပြင်းဦးလွင်ရက်ွက်ကြီးရှင်းနဲ့လက်ပံကုံရွာကလူငယ်အမျိုးသား9ဦးကိုလည်းစစ်ကောင်စီတပ်ကစစ်မှုတန်းဖို့ဖမ်းခေါ်ခဲ့ပါတယ်။အလားတူစစ်ကောင်စီတပ်ဟာနေပြည်တော်ရန်ကုန်မန္တလေးရှမ်းတောင်စတဲ့နေရာမှာစစ်မှုတန်းအပတ်စဉ်14အထွတ်တတ်မှတ်ထားတဲ့လူဦးရေပြည့်ဖို့အမျိုးသားအမျိုးသမီးမခွဲခြားဘဲအပူတပြင်းနှီးမျိုးစုံနဲ့ခေါ်ယူစုဆောင်နေတာတွေကိုတွေ့နေရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုစောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာမြေ့ကြ